မင်္ဂလာပါသီယိုလော်ဂျီလှုပ်ရှားကနေကြိုဆိုပါရစေလူတို့ကြံစည်ရေးမမိနိုင်တဲ့ဖခင်ထံကငြိမ်သက်ခြင်းနဲ့ပြည့်စုံကြပါစေဒီတစ်ခါတော့ Easter Sunday မှာကျက်ဥစားကြတာပြဿနာရှိလားဆိုတဲ့အပေါ်လေးလာဆင်ခြင်မိတာကို ပြန်ပြီးဝေမျှပေးခြင်းပါတယ်အသင်းတော်တွေကိုကျက်ဥတွေယူမလာနဲ့ကျက်ဥနဲ့နတ်ဖရာကိုမပူဇော်နဲ့ကျက်ဥစားတဲ့အလေးအထားက Easter လို့ခေါ်တဲ့ဘာဘူးလုံးနတ်ဖရာကို ပူဇော်တဲ့အလေးအထားဖြစ်တယ် ဒါကြောင့်ရှင်ပြန်ထမြောက်ရနေ့မှာဒီလိုကြက်ဥစားတာမျိုးမလုံးနဲ့ဆိုပြီးပြောကြဆိုကြရေးသားကြတာကိုလူတိုင်းအနေနဲ့အများသတိထားမိမယ်လို့ယူဆမိပါတယ်။ပြီးတဲ့အခါမှာရှင်ပြန်ထမြောက်ရနေ့ကိုသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ရနေ့ကို Easter Sunday လို့ခေါ်ကြတဲ့အပေါ်ဝေဖန်မှုတွေလည်းအများကြီးရှိနေတာကို တွေ့ရပါတယ်။ဒီ Easter ဆိုတဲ့နာမည်ကဘာဘူးလုံးနဲ့ဖျားမ Easter ဆိုတဲ့နာမည်ကနေစဉ်းသက်တာ Anglo-Saxon တွေရဲ့ Ulster ဆိုတဲ့နတ်ဖယားမရဲ့နာမည်ကနေဆင်းသက်တာဒါကြောင့်ဒီနာမည်နဲ့မခေါ်သင့်ဘူးလို့ပြောကြပါတယ်အရင်ဆုံးဒီ Easter Sunday နဲ့ကျုပ်စားခြင်းအလေးထားအကြောင်းမပြောမီသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုအရင်ဆုံးပြောပြခြင်းပါတယ်သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့တယ်သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ခြင်းအပေါ်မူတည်ပြီးခရိယန်ဆိုတာပေါ်ပေါက်ခဲ့တဲ့အကြောင်းယေတတပတ်တပတ်ရဲ့ပထမဆုံးနေ့ရဖြစ်တဲ့ တနင်္ဂနွေနေ့တွေမှာစုဝေးဝတ်ပြုကိုးကွယ်ခြင်းတွေ ပြုခဲ့ကြတယ်ဆိုတဲ့အကြောင်းရေးထားတဲ့ရှေးကြတဲ့အရေးအသားပေါင်းများစွာနဲ့တမိုင်းထောက်ထားများစွာ ရှိပါတယ်။သခင်ယေရှုခရစ်တော်တည်ခြင်းကနေရှင်ပြန်ထမြောက်ခဲ့ပြီဆိုတာကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတည်းကသခင်ယေရှုခရစ်တော်လဝါကတိုင်တော်ပေါ်မှာအသေးခံတော်မူပြီးတတရမြောင် နေ့တနင်္ဂနွေနေ့ကတည်းကစပြီးခရိယန်တွေကဟောပြောသက်တည်ခံခဲ့ကြတာဖြစ်ပါတယ်။ စာပြီးပြောခဲ့ကြတဲ့နေရာကလည်းသခင်ယေရှုခရစ်တော်ကိုကားစင်တင်သက်ခဲ့ကြတဲ့ယေရုရှလင်မြို့ပတ်ဝန်းကျင်မှာစပြောခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်တည်းကခရစ်ယာန်တွေကိုနှိမ်နင်းခြင်းတဲ့သူတွေလည်းအများကြီးရှိပြီးသားပါ။အဲ့ဒီအချိန်တုန်းကတော့ခရစ်ယာန်ဆိုတဲ့နာမည်ကိုမရသေးပေမဲ့သခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေကိုနှိမ်နင်းခြင်းတဲ့သူတွေအများကြီးရှိခဲ့ပါတယ်။တကယ်ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးလို့အဲ့ဒီကတည်းကတသက်ပြလိုက်ုံနဲ့ ခရီးရန်ဆိုတာကလည်းလုံးဝပျောက်ွယ်ခဲ့မှာပါဒီလိုနဲ့နှစ်ပေါင်း2000အတွင်းမှာလူအမျိုးမျိုးပညာမျိုးမျိုးနဲ့ရှင်ပြန်ထမြောက်ခြင်းကတကယ်မဖြစ်နိုင်ပါဘူးဆိုတဲ့အကြောင်းတတ်သေးထူဖို့ကြိုးစားကြရင်လည်းပဲအဲ့လိုညှင်းဆန်ဖို့ကြိုးစားကြတဲ့သူတွေကိုယ်တိုင်ကခရီးရန်တွေဖြစ်ခဲ့ကြပါတယ်ဒီအကြောင်းတွေကိုလည်းရှာဖွေဖက်ရှုသူတေသနာပြုကျင့်ရင်အထောက်အထားများစွာရှိနေပါတယ်ကျွန်တော်ပြောချင်တာကတော့သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ခြင်းကြောင့် ခရိယန်ဆိုတဲ့ကျွန်တော်တို့တွေဒီကနေ့ဒီရှိနေတာတမိုင်းထောက်ထားကောင်းကောင်းရှိသလိုယေသတဘတ်ရဲ့ပထမဆုံးနေ့မှာစုဝေးဝတ်ပြုကိုးကွယ်ခဲ့ကြတယ်ဆိုတဲ့တမိုင်းသက်သေတွေလည်းကောင်းကောင်းရှိနေပါတယ်ဒီထဲမှာမှာဧပြီလထဲမှာသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့ကို အထူးအထိမ့်မတ်အနေနဲ့ကျင်းပရခြင်းကတော့ဂျူးလူမျိုးတွေရဲ့ပတ်သက်ခါပွဲအချိန်နဲ့လည်းဆက်ဆက်နေပါတယ်ကျမ်းစာထောက်ထားရာ သခင်ယေရှုခရစ်တော်ကပသက်ခါပွဲအဖိတ်နေ့မှာနောက်ဆုံးသောညစာကိုစားခဲ့ပြီးပသက်ခါပွဲနေ့မှာတော့ဂူတင်ချိုင်းထဲမှာရှင်နေခဲ့ပါတယ်။ပသက်ခါပွဲနေ့အပြီးနောက်တရက်တနင်္ဂနွေနေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်။ဒါကြောင့်လေဒီကနေ့ခရစ်ယာန်တွေသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့နှစ်ပတ်လည်အထိမ်းမှဖြစ်တဲ့ရှင်ပြန်ထမြောက်ရာနေ့ကိုဒီပသက်ခါပွဲပြီးရောက်လာတဲ့တနင်္ဂနွေနေ့မှာကျင်းပကြတာဖြစ်ပါတယ်။ဒါကတော့ သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့နှစ်ပတ်လည်အထိမ်းအမှတ်ကိုဧပြီလထဲမှာကျင်းပရခြင်းရဲ့ရာဇဝင်ဖြစ်ပါတယ်။ဒါကြောင့်လည်းရှင်ပြန်ထမြောက်ရာနေ့ကိုပတ်စကာလို့လည်းအာရမီစကားဂရိစကားလက်တင်စကားပြောတဲ့အတိုင်းဝိုင်းတွေက ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ပတ်စကာဆိုတာကတော့ဟေဘရဲစကားကနေပြီးတော့ဆင့်သက်လာပြီးပတ်သက်ခါပွဲကိုညွှန်ပါတယ်။ဒါပေမဲ့အင်္ဂလိပ်နဲ့ဂျာမန်စကားကိုသုံးကြတဲ့အတိုင်းဝိုင်းတွေမှာတော့ Easter ဆိုတဲ့အသုံးအနှုန်းကိုတွင်းတွင်းကြကြသုံးတယ်လို့သိရပါတယ်။ Easter ဆိုတဲ့စကားလုံးက German စကားလုံး Austin ဆိုတဲ့စကားလုံးကဆင်းသက်လာတယ်လို့လည်းသိရပါတယ်။ဒီ Austin ဆိုတဲ့စကားလုံးရဲ့အတိတ်ဘက်ကရောင်နီတက်ချိန်အာယုံတက်ချိန် Dawn D A W N Dawn ဆိုတဲ့အတိတ်ဘက်ရှိတယ်လို့သိရပါတယ်။တနည်းအားဖြင့်တော့ Easter လို့ပြောတဲ့အခါအာယုံတက်ချိန်နေအလင်းစထွက်ချိန်ရောင်နီတက်ချိန်ဆိုတဲ့အတိတ်ဘက်တက်ရောက်မှုလည်းရှိနေပါတယ်။ သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုမှတ်တမ်းတင်ထားတဲ့ခရစ်ဝင်ကျမ်းတွေမှာလည်းမိုးလင်းအံ့ဆဲဆဲအချိန်နက်နက်စောစောနေထွက်သောအချိန်အာယုန်တက်ချိန်မိုးမလင်းမီစောစောအချိန်ဆိုပြီးမှတ်တမ်းတင်ထားကြတာကိုတွေ့ရပါတယ်။တနည်းအားဖြင့်တော့အမှောင်ရဲ့နောက်ဆုံးအချိန်အလင်းရဲ့အစအချိန်အာယုန်အချိန်ရောင်နီထွက်တဲ့အချိန်မှာသခင်ယေရှုခရစ်တော်ကိုမြှုပ်နှံခဲ့တဲ့သင်ချိုင်းကူကြီး လွတ်လပ်လာဟာဖြစ်နေခဲ့တာကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ Easter ဆိုတဲ့စကားလုံးကလည်းဒီလိုရောင်နေခြင်းဆိုတဲ့အတိတ်ပဲလည်းရှိနေတာကြောင့်အသုံးပြုခြင်းကပြဿနာမဟုတ်ဘူးလို့ကျွန်တော်ကတော့နားလည်ခံယူမိပါတယ်။ဒါကြောင့် Easter Sunday လို့မခေါ်ပဲရောင်နေတနင်္ဂနွေနေ့လို့မြန်မာမှုပြုရင်တော့ကောင်းမလားတွေးမိပါတယ်။သေခြင်းတရားအမှောင်ဖုံးနေရာကနေသာဝရအသက်ရှင်ခြင်းရောင်နေအလင်းစပြီးလင်းခဲ့တဲ့ သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ရာနေ့ဖြစ်လို့ Easter ဆိုတဲ့ရောင်နီအလင်းဆိုတဲ့နာမည်ကလည်းလိုက်ဖက်မှု ရှိတယ်လို့ခံယူမိပါတယ်။တပြိုင်တည်းမှာပဲဒီစကလုံးက Anglo-Saxon တွေကိုးကွယ်တဲ့ Ulster ဆိုတဲ့နတ်ဘုရားမနဲ့လည်းဆက်စပ်မှုရှိတယ်ဆိုပြီးရှေ့ရာစုခရစ်ယာန်ဘုန်းတော်ကြီး Saint Venerable Bede ကရေးသားခဲ့တယ်လို့သိရပါတယ်။ဒီလို Ulster နတ်ဘုရားမရှိခဲ့တယ်ဆိုတဲ့အကြောင်းကတော့ ဒီခရိယန်ဖုံးတော်ကြီးရေးခဲ့တဲ့အရေးအသားတစ်ခုကလွဲပြီးကြံတဲ့ဘာသမိုင်းအထောက်ထားမှသမိုင်းမှတ်သားမှမရှိဘူးလို့လည်းသိရပါတယ်။စကလုံးအတန်အထွက်ရာဆက်ဆက်မှုရှိနေသည်ဖြစ်စေမရှိသည်ဖြစ်စေဒါကပြဿနာရှိတဲ့အရာမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်မိပါတယ်။ကျွန်တော်တို့တနင်္လာနေ့တနင်္လာနေ့လို့သုံးနှုံးပြောဆိုကြပေမဲ့တနင်္လာကျိုးကိုပူဇော်ပါတာနေကြတာမဟုတ်ပါဘူး။ Sunday လို့သုံးကြပေမဲ့လည်းနေမင်းကြီးကိုပူဇော်ပါသနေကြတာမဟုတ်ပါဘူး။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်လူတချို့က Easter လို့ခေါ်ရင်ကိုနားမလဲတဲ့စကလုံးကြီးဖြစ်နေတာကြောင့်ခိုးတွေးဒီတွေးဖြစ်ရမယ်ဆိုရင်တော့စိတ်ရှင်းသွားရှင်ပြန်ထမြောက်ရနေလို့ပဲခေါ်ဝေါ်သုံးဆွဲလိုက်တာအကောင်းဆုံးဖြစ်မယ်လို့လည်းယူဆမိပါတယ်။ကိုကရှင်ပြန်ထမြောက်ရနေလို့ခေါ်ဝေါ်သုံးဆွဲပြီးသူများတွေက Easter Sunday လို့ခေါ်တာကြောင့် ူများတွေကိုနှက်ကိုကွယ်သူတွေမှားယွင်းနေတဲ့သူတွေငါတို့ကတော့တကယ်မှန်ကန်စွာခေါ်ဝေါ်တတ်သူတွေဆိုပြီးမှန်မတက်မိကြဘူးလေလို့ပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့ရှင်ပြန်ထမြောက်ရနေ့ကို Easter Sunday လို့ခေါ်တာမှားယွင်းခြင်းမရှိပေမဲ့ရှင်ပြန်ထမြောက်ရနေ့လို့ခေါ်ဝေါ်သုံးဆွဲရင်တော့ပိုပြီးရှင်လင်းသွားလိမ့်မယ်လို့မြင်မိကြောင်ပြောချင်ပါတယ်။ပြီးတဲ့အခါမှာတော့ Easter Sunday မှာအလေးအထားတစ်ခုလိုဖြစ်နေတဲ့ ကြက်ဥလက်ဆောင်ပေးခြင်းကအစ္စတာနဖျားမအော်စတောနဖျားမတွေနဲ့ပတ်သက်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးလေးလာမိသလောက်နည်းနည်းပြန်ပြီးပြောပြချင်ပါတယ်တကယ်ပဲဆွဆွဲကြသလိုအစ္စတာဆိုတဲ့ဘာဘူးလုံးနဖျားမကို ကိုးကွယ်တဲ့သူတွေကကြက်ဥနဲ့ပူဇော်တဲ့အလေးထားတကယ်ပဲရှိခဲ့လားဆိုတာရှာဖွေလေ့လာကြည့်တဲ့အခါမှာတော့အစ္စတာဆိုတဲ့ဘာဘူးလုံးနဖျားကို ကိုးကွယ်ရင် ကြက်ဦးနဲ့ပူဇော်တဲ့အလေးထားရှိတယ်လို့ဖော်ပြထားတဲ့သမိုင်းအထောက်အထားအရေးသားတစ်ခုမှမရှိပါဘူး။ဒါကိုသိကြည့်ရင် Google မှာလည်းရှာကြည့်ရင်သိနိုင်ပါတယ်။ Google နဲ့မကျင်းလို့သမိုင်းပညာရှင်တွေကိုရှာဖွေမေးမြန်းကြည့်ကျင်နေဆိုရင်လည်းမေးမြန်းကြည့်ပါလို့ပဲပြောချင်ပါတယ်။ဒါကြောင့်ကျွန်တော်ပထမဆုံးမှတ်သားမိတဲ့အရာကတော့ဘာဘူးလုံးနဲ့ဖယားမအစ်စတာနဲ့ကြက်ဦးနဲ့ဘာမှမဆိုင်သလိုယုံနဲ့လည်းဘာမှမဆိုင်ဘူးဆိုတာပါပဲ။ ဒီရှေ့ရာစုနှစ်တုန်းကပေါ်ခဲ့တဲ့ဒီ Saint Venerable Bede လို့ခေါ်တဲ့ခရီးယန်ဘုန်းတော်ကြီးကတော့ Anglo-Saxon အနွယ်တွေကိုးကွယ်ခဲ့တဲ့နတ်ဖျားမ Oster ကိုကိုးကွယ်သူတွေကကြက်ဥကိုအသုံးပြုခဲ့တယ်ဆိုပြီးမှတ်တမ်းတင်ထားတယ်လို့တော့သိရပါတယ်ဒီလိုပဲ Easter Bunny ဆိုတဲ့ယုံကလည်းဒီနတ်ဖျားမ Oster နဲ့ပတ်သက်တာလို့ပြောထားတာဖြစ်တယ်လို့သိရပါတယ်ဒီ Oster လို့ပြောတဲ့အခါမှာတော့ ဘာဘူးလို့နဲ့ဖះမှာ ishta နဲ့ဘလို့မှပတ်သက်မှုမရှိတဲ့တခြားသောကိုးကွယ်မှုနောက်တစ်ခုကိုရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ဒီနေရာမှာပြဿနာတစ်ခုကတော့ဒီလို oster နဲ့ဖះမှာကိုကြက်ဥတွေနဲ့ကိုးကွယ်တဲ့အလေးအထားရှိတယ်ဆိုတဲ့အကြောင်းတခြားဘလို့တမိုင်းထောက်ထားရေးသားမှမရှိခြင်းပါပဲ။ဖုန်းတော်ကြီးဘစ်ရေးသားထားတဲ့စာတစ်ခုကလွဲပြီးဩစတြေးလျနဲ့ဖျားမားကိုကိုးကွယ်တဲ့လီဒါရှိခဲ့တယ်ဆိုတာတခြားဘယ်စားဘယ်ဘယ်တမိုင်းထောက်ထားမှမတွေ့ရဘူးလို့သိရပါဗျ။ ပြောရရင်တော့ Austral ဆိုတဲ့နတ်ဖျားမကိုကိုးကွယ်တဲ့အလေအထရှိခဲ့တယ်ဆိုတာတိကျရေရတဲ့အကြောင်းတခုမဟုတ်ခဲ့ပါဘူးတကယ်ရှိမရှိတော့မှမကျိန်းသေးတဲ့အရာဖြစ်ပါတယ်ဒါဆိုရင်ကျောက်ဥတွေအလှဆင်ပြီးစားတဲ့ဒလေကဘလို့ပေါ်လာတယ်လဲလို့မေးမယ်ဆိုရင်တော့ကျွန်တော်ရှာဖွေတွေးရှိမိတဲ့အဖြေကတော့ရှင်ပြန်ထမြောက်ရနေမတိုင်မီရက်ပေါင်း40ကခရိယံဥပုပ်ကာလဖြစ်ပါတယ်ဒီခရိယံဥပုပ်ကာလအတွင်းတချို့နေရာတွေမှာ ကျက်ဥစားခြင်းကိုပါတားမြစ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ဒီအခါရပ်ပေါင်း40အတွင်းမစားဘဲရှိနေခဲ့တဲ့ကျက်ဥတွေကို အမျိုးမျိုးအလှချေပြီးပေးဝေခဲ့ရကနေအစာပြုတယ်လို့ပြောကြတဲ့သူတွေရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်တကယ်ရှိမှန်းမရှိမှန်းမကျင်းသေးတဲ့ကိုးကွယ်မှုတစ်ခုရဲ့အမှတ်အသားသင်္ကေတတွေဖြစ်တဲ့ကျက်ဥတို့ယုံတို့ကို အသုံးပြုမိတာနဲ့တော့နှက်ကိုးကွယ်သူဖြစ်မသွားပါဘူး။ ပြန်ပြောချင်ပါတယ်တကယ်ရှိမှမရှိမှတော့မကျင်းသေးတဲ့ကိုးကွယ်မှုတစ်ခုရဲ့အမှတ်သားတစ်ခုဖြစ်တဲ့ကြက်ဥတွေယုံတွေကိုအသုံးပြုမိတာနဲ့နှစ်ကိုးကွယ်သူဖြစ်မသွားပါဘူးတခြားယုံကြည်ကိုးကွယ်မှုတွေရဲ့အမှတ်သားတင်ကြတာကိုကိုယူပြီးသုံးမိတာနဲ့အဲ့ဒီဘာသာဝင် ဖြစ်မသွားပါဘူးဥပမာအနေနဲ့ပြောရရင်တော့ဓမ္မဟောင်းခေတ်ကာလမှာနေကိုကိုးကွယ်ခဲ့တဲ့သူတွေရှိပါတယ်ဒါကိုရေစကြည်လာနာဂရီကျန်ခန်းကြီးရှင်းငယ်စချောင်းမှာလည်းတွေ့နိုင်ပါတယ် နေဆိုတဲ့အမှတ်သားတင်ကေတာက ပုံဆောင်ချက်ကနှစ်ဖျားကိုးကွယ်တဲ့တင်ကေတာတခုလိုဖြစ်နေပေမဲ့84ခုမြောက်သောစာလံအငယ်17မှာစာလံဆရာကထာဝရအရှင်ဘုရားသခင်သည် နေလေ ဖြစ်တော်မူ၏ဆိုပြီးတင်စာဆက်ဆိုထားပါတယ်။မာလခိနာဂရီဂျန်ခန်းကြီးလေးအငယ်နှစ်မှာလည်းသခင်ယေရှုခရစ်တော်ကြွလာမယ့်အကြောင်းကိုတရားတော်နေမင်းပေါ်ထွန်းမယ်ဆိုတဲ့တင်စာမှုမျိုးနဲ့ဆက်ဆိုထားပါတယ်။ဒီလိုမျိုး ဖျားသခင်ကိုနေမင်းကြီးနဲ့နှိုင်းရှင်နဲ့တင်စားဆက်ဆုံမှုမျိုးအမှတ်အသားသင်္ကေတမျိုးသုံးမိလိုက်လို့သူတို့နှကိုးကွယ်သူတွေဖြစ်မသွားပါဘူး။နှကိုးကွယ်သူဖြစ်မသွားရုံမကပါဘူး။တမချန်းစာမှာဖျားသခင်နှုတ်ကပတ်တော်အဖြစ်ပါမှတ်တမ်းတင်ခံရတော်သူများဖြစ်ပါတယ်။ထပ်ပြီးပြောရရင်တမန်တော်ကြီးရှင်ပေါ်လူလေအေသင်မြို့မှာရောက်တဲ့အခါအေသင်မြို့ကနှစ်ဖျားကိုကိုးကွယ်ထားတဲ့သူတွေထုစစ်ထားတဲ့ရစ်ပလင်တစ်ခုကို ုံတာရကားအဖြစ်အသုံးပြုပြီးအေဝံဂေလိတရားကိုဟောခဲ့ပါတယ်။ဒီလိုနတ်ဖျားကိုကိုးကွယ်ထားတဲ့သူတွေထုစစ်ထားတဲ့ရစ်ပလင်ကို ပုံတာရကားအဖြစ် သုံးပြီးလို့သူနတ်ကိုးကွယ်သူဖြစ်မသွားပါဘူး။ရှိနေပြီးသားအမှတ်အသားတွေပုံဆောင်ချက်တွေကိုသခင်ခရစ်တော်ရဲ့ဘုန်းတော်အတွက်အသုံးပြုခြင်းအဖြစ်ဧဝံဂေလိတရားကိုပုံမလွယ်ကူစွာဆက်သွယ်နိုင်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ဒါကြောင့်အရင်တုန်းကတခြားယုံကြည်မှုရှိတဲ့သူတွေက ဒီလိုအမှတ်အသားသင်္ကေတတွေသုံးခဲ့တာကြောင့်ကျွန်တော်တို့ကသုံးမိတာနဲ့လွဲမားတယ်လို့ဆွဆွဲတာကတမတရားလမ်းကနေလွဲချော်နေတယ်လို့ပြောလို့ရပါတယ်။လဝါကတိုင်အမှတ်သားတော်ကြမ်းကြုတ်ရက်ဆက်တဲ့နှိမ့်ဆက်တပြက်ချင်းအမှတ်သားကနေသခင်ယေရှုခရစ်တော်အားဖြင့်အမြင့်မားဆုံးသောချစ်ချင်းမြတ်တာကိုပုံဆောင်တဲ့အမှတ်သားဖြစ်ခဲ့ပါတယ်။ဒီလိုပဲကြက်ဥဆိုတာကုသင်းကြိုင်အမှတ်အသားတခုလိုဖြစ်ပြီးအတွင်းထဲကနေ ကြက်အကောင်လေးပေါက်လာသလိုရှင်သန်ခြင်းထွက်ပေါ်လာတဲ့ဆိုတဲ့အထိပယ်မျိုးနဲ့ရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်မယ်ဆိုရင်လေသခင်ဖရာဘုန်းတော်အတွက်မှုတင့်တော်တယ်လို့မြင်မိပါတယ်။ကြက်ဥလေးကို အလှဆင်ပြီးလက်ဆောင်ပေးပြီးသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုတတ်သိခံခွင့်ရမယ်ဆိုရင်လေဒါယေရှုတော်ချီးမွမ်းစရာပါပဲ။အဆုံးသက်ပြောချင်တာတခုကတော့စာဒမနက်ကယုံကြည်သူတွေအငင်းပွားအောင်ဤအမျိုးမျိုးနဲ့ပြူဟာသုံးလှည့်စားတတ်ပါတယ် သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ရနေ့မှာဘယ်ဘာသာစကားနဲ့ဘလို့နာမည်တက်ပြီးပဲခေါ်ခေါ်ကြက်ဥပဲစားစားမိုးဝင်းကားပဲချက်စားချက်စားသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကြောင့်လူတွေအပြစ်ကနေလွတ်မြောက်ဖြောင့်မတ်ခြင်းသို့ရောက်ပြီးသေခြင်းကိုအောင်မြင်နိုင်သူများဖြစ်ခွင့်ရှိနေပြီဆိုတဲ့သတင်းစကားကိုပိုပြီးကြညာတင်တယ်လို့ပြောကြင်ပါတယ်ဒီခါတော့ထပ်ပြီးပြောကြင်ပါတယ်သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ရနေ့မှာ သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ခြင်းကြောင့်လူတွေအပြစ်ကနေလွတ်မြောက်ဖြောင့်မတ်ခြင်းသို့ရောက်ပြီးသေခြင်းကိုအောင်နိုင်သူများဖြစ်ခွင့်ရှိနေကြပြီဆိုတဲ့သတင်းစကားကိုပို့ပြီးကြညာတင်တယ်လို့ပြောခြင်းပါတယ်။သခင်ယေရှုခရစ်တော်ကသင်အပြစ်တွေအသေးခံခဲ့ပြီးပါပြီ။အပြစ်ကြွေးကြေလို့အသက်ပြန်လည်ရှင်သန်ထမြောက်ခဲ့ပြီးပါပြီ။သခင်ယေရှုခရစ်တော်ကိုယုံကြည်အားကိုးအမိပြုမယ်ဆိုရင်သင်လည်းအပြစ်ကနေလွတ်မြောက်ပြီးဖြောင့်မတ်သူဖြစ် ်သေခြင်းတရားကိုတော့အောင်မြင်နိုင်ခွင့်ရှိနေပါတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်အားကိုးပြီးအောင်မြင်သူများဖြစ်နိုင်ကြပါစေ။